ဒီကနေ့နိုဝင်ဘာလ28ရက်နေ့မနက်ကပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကဌာနအားလုံးစုပေါင်းပြီးနိုဝင်ဘာလ22ရက်နေ့ကစပြီးစံချိန်တင်ရေးကြီးမှုဖြစ်ခဲ့တဲ့ထိုင်းနိုင်ငံတောင်ပိုင်းဆုံခရာပြည်နယ်ဟဲရိုင်မြို့မှာနေထိုင်နေကြတဲ့ပြည်သူတွေအတွက်အစားအသောက်များအသုံးဆောင်ပစ္စည်းများနဲ့တောက်ရိတ်တန်များအားတကွာပါမြို့နယ် MP ရုံးကိုတွားလူရန်ခဲ့လို့သိရပါဗျာ။ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး Foundation ကဖွင့်လှစ်ထားတဲ့ FED USC ကျောင်းမှာကျောင်းတက်နေကြတဲ့ကလေးငယ်များရဲ့စိတ်နာပြေဝမှုနဲ့အပြန်အလှန်ဆန္ဒခြင်းနားလည်မှုနဲ့ကုညီခွင့်ရတဲ့အတွက်ဝမ်တာ PD ဖြစ်ရကြောင်းနဲ့အခုလိုစူပေါင်းပြီးပူးပေါင်းကုညီခွင့်ရတဲ့အတွက်ဝမ်တာကုန်ယူမိကြောင်းပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး Foundation FED USC ရဲ့ကျောင်းဆရာမကြီးကပြောပါတယ်စวัสดีค่ะวันนี้นะคะทางศูนย์การเรียนဒီနေ့ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး Foundation FED USC အနေနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းဒေသဆုံခရာပြည်နယ်ဟဲ့ရိုင်မြို့ရေဘေးတိမိဘပြည်သူများအတွက်အစားအသောက်တောက်ရည်တန်းနဲ့အသုံးဆောင်ပစ္စည်းများတွားရောက်ကူညီခွင့်ရရှိခဲ့ပါတယ်။ USC မှာကျောင်းသက်နေကြတဲ့မြန်မာကလင်းငယ်များရဲ့စေတနာပြဝမှုနဲ့အပြန်လည်စာနာခြင်းနားလည်မှုနဲ့ကူညီခွင့်ရတဲ့အတွက်ဝမ်းသာပီတိဖြစ်ကြပါတယ်။ဆရာမကြီးအနေနဲ့အခုလိုစူပေါင်းပြီးပူပေါင်းကူညီခွင့်ရတဲ့အတွက်ဝမ်းသာခွန်မိပါတယ်။ဒါအပြင် ရေဘေးသည့်မိဘပြည်သူများရဲ့ပစ္စည်းဆုံးရှုံးမှုနဲ့အချို့မိသားစုဝင်များရဲ့အသက်ဆုံးရှုံးမှုအတွက်ထပ်တူဝမ်းနည်းခံစားမိပါတယ်။ USC အနေနဲ့တောက်ကပါမျိုးရှိပြည်သူများရဲ့စေတနာဖြင့်ကုန်ကြဖြစ်တဲ့အစားအသောက်နဲ့အသုံးဆောင်ပစ္စည်းများဖြင့်ကုညီခွင့်ရရှိခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။สําหรับครูพรนะคะ รู้สึกยินดีเป็นอย่างมากที่มีส่วนร่วมในการช่วยเหลือพี่น้อง ชาวภาคใต้อําเภอหาดใหญ่จังหวัดสงขลานะคะ และต้องกล่าวแสดงความเสียใจกับญาติพี่น้องที่ต้องสูญเสีย บุคคลในครอบครัวไปด้วยนะคะสำหรับส่วนการเรียนยูเ u ซีนะคะก็ได้มีส่วนร่วมในการบริจาคสิ่งของต่างๆ ที่ผู้ประสบภัยจะต้องใช้นะคะ อย่างเช่นพวกอาหารแห้งต่างๆนะคะน้ำดื่ม ซึ่งวันนี้เราก็มีการไปบริจาคให้กับทาง ที่ว่าการอำเภอนะคะเพื่อที่จะนำไปช่วยพี่พี่น้องชาวภาคใต้ที่ประสบอุทกภัยจังหวัดสงขลาค่ะအခုလိုလူရန်းနိုင်ခဲ့တာဟာ FD ဝန်ထမ်းတွေကြီးပဲမဟုတ်ကြောင်းနဲ့ဖန်ကားမှာရှိတဲ့ရွှေပြောင်းလူသမားတွေရဲ့အလူငွေတွေအပြင်ထိုင်းဒီသားကန်တချို့လည်းပါဝင်လူရန်းခဲ့ကြောင်းသိရပါဗျ။ဒါအပြင်အွန်လိုင်းကနေလူရန်းခဲ့သူတွေလည်းပါဝင်ကြောင်းပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့လူသမားရေးတာဝန်ခံတဦးကပြောပါဗျ။ဒီဟာ FD ကျွန်တော်တို့ဝန်ထမ်းတွေကြီးပဲမဟုတ်ဘူးနော်။ ပြောမယ်ဆိုလို့ရှိရင်တရားဒီမှာဖန်ကားမှာရှိတဲ့ရွှေပြောင်းလုတ်သမားတွေအကုန်လုံးပါတယ်ထိုင်းတချို့လည်းပါတယ်နောက်ကျွန်တော်တို့ဟိုနေမှာရှိတဲ့ကျွန်တော်တို့ရဲ့အသီးမိတ်ဆွေတွေပါတယ် online အနေနဲ့တဆင်ပေါ့နော်အဲ့လိုတည်တဲ့လူတွေလည်းပါတယ်ဆိုတော့သူတို့ကနေတဆင်ပစ္စည်းဆိုလည်းဒီကနှိစက်တဲ့လူတွေကြတော့သူတို့ဟိုအစားတောင်းတဲ့ပစ္စည်းတွေကိုကိုယ်ရင်လာလူတွေလူရှိသလိုတချို့တွေကြတော့ကျွန်တော်တို့သွားယူပေးရတာပေါ့နော်အဲအဲ့လိုမျိုးအဲ့တော့အားလုံးပါပဲပါဝင်ပြီးတော့လှူကြတာပါအခုကျွန်တော်တို့ဟို လို့ပြောမလဲနိုင်တော့တတ်နိုင်တော့လေကျွန်တော်တို့အခုလိုမျိုးဟိုလူပြစ်တယ်ဗောနော်လူပြစ်တယ်ဆိုတာလေကျွန်တော်တို့ FVD အာပညာနဲ့ဘုံတွေ့ရဖောင်းနေအဖွဲ့ဒီမဟုတ်ဘူးဒေနေမီကန်ပြည်သူတွေရှင်ပြောင်းလို့သမားတွေရဲ့အားနဲ့အခုလိုမျိုးကျွန်တော်တို့ကလူပြစ်တာဒါအင်မတန်မဟိုဝန်တာဟိုဂျီနိုစီယာဗောနော်လိုအပ်နေတဲ့လူတွေကိုကျွန်တော်တို့ပံ့ပိုးပေးနိုင်တဲ့ဥစ္စာအာဒီကြားမှာမှအထူးသဖြင့်ဒီကျွန်တော်တို့ရမွေ အပိုင်းမှာရောကျွန်တော်ပစ္စည်းပစ္စည်းတွေရောအဲ့ဒါတွေကိုဟလာလိုက်လံသိမ်းစီဒါမှမဟုတ်လဲစော်ဩပြီးတော့ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေရောကျွန်တော်တို့လူလူခေါင်းဆောင်တွေရှိတယ်ဗျအဲနောက်အသင်းဖွဲ့တွေရှိတယ်ဗျသူတို့တွေကဒီဟာတွေကိုဘယ်လိုခေါ်မလဲအမ်အဲ့ဒီလူမဲ့တိုင်းမဲ့လူတွေရဲ့နေရာတွေအထိတချို့ကျတော့မလာနိုင်အောင်အဲ့လိုနေရာတွေအထိလိုက်သွားလက်ခံရယူအမှတ်တမ်းပြုပြီးတဲ့အခါကျတော့ကျွန်တော်တို့ဟိုဟာပေါ့နော်အခုလိုမျိုးစူးစီးနေစူးစီးပြီးတော့လှူနိုင်အောင်လို့လောက်တာပေါ့နော်ဒါအင်မတန်မှစူပေါင်းပြီးတော့အာကုသိုလ်ပြုတဲ့ လိုအပ်နေနေရာကိုကျွန်တော်တို့ကုသိုလ်ပြုလိုက်ဖြစ်တဲ့အတွက်ကြောင့်အမေတမဟိုဘယ်လိုကောင်းမလဲကျင်းနှီးစရာကောင်းပါတယ်အလူကန်ချင်းကရရှိခဲ့တာကဘတ်9600ရှိပြီးပစ္စည်းတွေဝယ်ပြီးလူရန်တန်ကဘတ်1000ခွဲဝင်းကျင်ရှိရလို့သိရပါတယ်ဒါအပြင်အပြင်က လာရောက်လူရန်ခဲ့တဲ့အစားအသောက်နဲ့အသုံးဆောင်ပစ္စည်းတွေဟာလည်းခန့်မှန်းကြီးဘတ်1000ဝင်းကျင်ရှိရလို့သိရပါတယ်အခုလိုပို့ဆောင်လူရန်ခဲ့တာအပြင်စုံခရနေမြေကန် FED ရဲ့မိဖက်အဖွဲ့အစည်းဖြစ်တဲ့ Stella Morris ကတဆင့်ရွှေပြောင်းလူသမားရေပေးသူပြည်သူတွေအတွက်ဓာတ်ရိုက်လူဒန်းရန်အလူငွေဘတ်နှစ်တောင်းကိုလည်းပေးပို့လူဒန်းခဲ့လို့သိရပါဗျ။